သူစရာမြမလေးဥပစာရမှတ်မှန်သလားတဲ့အဲ့လိုတော့မဟုတ်ဘူးအဲ့ဒါလေးတခုပြောပြအောင်နော်ကဘာကြီးတခုလုံးဟာတနေ့ကျတော့ပျက်စီးသွားပျက်စီးသွားပြီးတော့ဒီအာကာသဟင်းလင်းမြင့်ကြီးပဲဖြစ်သွားအဲ့မှာမိုးရီရွာတဲ့အခါကျတော့ဒီပုံများစွာကြားတဲ့အခါမိုးပေါက်ကြီးတခုပါ ဝိတုရဲ့ပင့်တာလို့ဘောဘက်ကြီးတောင်ထဲပဲဖြစ်ပြီးဒီအာရတာထဲမှာရှိတဲ့အပူချိန်တွေကြောင့်တဖြည်းဖြည်းမိုးမိုးပေါက်တယ်တင်းသွားတယ်အဲ့တင်းသွားရင်ကနေအတ္တပလနဲ့ကြီးတစ်ခုဖြစ်လာအဲ့ဒီဖြစ်လာတဲ့အချိန်မှာဖြစ်မဘဝကတည်ဆုံးလာတဲ့ဖြစ်မတူကဒီရုပ်ပြည်လူလောကလူသားအနေနဲ့လာဖြစ်တယ်လူသားအနေနဲ့ဖြစ်ဖြစ်ပဲလို့သူကအဲ့ဒီမှာ ပြုတ်မွေးပေးမဲ့အမေမရှိဘူးအမေမရှိတဲ့အခါကျတော့သူ့အတူသူကဥပပတ်ပရိသေလို့ခေါ်တယ်။မွေးဖွားခြင်းက၄မျိုးရှိတယ်။ခုကမွေးဖွားတာရှိတယ်၊တာအိမ်ကမွေးဖွားတာရှိတယ်။ရှင်အညိအစိုးတက်ကမွေးဖွားတာရှိတယ်။ကိုတင်ရှားဖြစ်ပြီးမွေးတာရှိတယ်။မွေးဖွားခြင်း၄မျိုးရှိတယ်။သူကဥပပတ်လို့ခေါ်တယ်မွေးဖွားနေကိုတင်ရှားဖြစ်ပေါ်လာတဲ့မွေးဖွားနေနဲ့မွေးတယ်။အဲ့ဒီခေတ်တုန်းကသူတို့ ကောင်းကင်မှာပြန်နေကိုယ်ပိုင်အလင်းရောင်နေရှိနေအစားမစားဘူးပီတိနဲ့ပဲပျော်မွေ့ပြီးတော့နေကြတယ်လို့တကယ်တော့သူတို့ဟာဖြမပြေကနေပြီးသေဆုံးပြီးတော့ပရမဇုံတပါဦးလူသားအနေနဲ့နံဖြစ်တာဖြမမဟုတ်ဘူးသူတို့ ွဲမှုတွေကြောင့်တဖြည်းဖြည်းမျိုးသားမျိုးသမီးတွေဖြစ်လာတဲ့တဖြည်းဖြည်းကဘာကြီးရဲ့ဒီ process တိုင်းပြောင်းသွားတာပေါ့နော်တဖြည်းဖြည်းပြောင်းလဲပြီးအနေကျူသားတွေဖြစ်လာတာဖြစ်နေတယ်သူတို့ဆိုရတာသက်ဆောင်ရဟောတဲ့အခင်ညာတုတ်စအဲ့ဒီမှာရှိတယ်